ားလုံးပဲမင်္ဂလာပါအခု Binance ကနေပြီးတော့ကျွန်တော်ဒီနှစ်အတွက် merchandise ပစ္စည်းအစ်စ်လာပို့တယ်အဲ့တော့ဒီ merchandise ပုံထဲမှာဘာတွေပါလဲဆိုတာကိုကျွန်တော်လည်းတို့အပေါင်းစင်လုပ်ကြည့်ကြမယ်เนาะအဲ့တော့ထုံးစံအတိုင်းပဲ Binance ပုံဆိုတဲ့အတွက်ကြောင့်မလို့တို့ရဲ့ brand logo logo ဒီမှာပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အောက်ကနေပြီးတော့အဝါရောင်နဲ့အမဲရောင် Binance ကတင်းကာလာနှစ်ရောင်ပေါ့เนาะ Okay ဖွင့်ကြည့်လိုက်အဲ့တော့နောက်ပထမဆုံး product ကတော့ဘာဖြစ်မလဲဖွင့်ကြည့်လိုက်မယ်เนาะအာ uh, โอเคရပြီဒါဆို laptop အဲ့မှာ laptop ထည့်လို့ရပဲဒီမှာ laptop ထည့်လို့ရမယ်ဥစ္စာတိုင်း Binance ကအသားတစိပ်ပါမယ် Binance က logo နဲ့ပေါ့နော် laptop အဲ့ပါဒီဒုတိယ product ထုတ်ကြည့်ဒုတိယ product ပါဖြစ်ဒါကစွန်တင်လာတော့အင်းကြီးလားအပြည့်မဟုတ်တယ် ဟာအဒီဒီဒီကတော့တော်ကြိုက်သွားပြီ။ဝေါဒီကောင်ကဒီကောင်ကလေကျွန်တော်တို့ဟိုဗာလဲဆိုင်ဖိုင်ကားတွေလားအဲ့လိုမျိုးထက်တွေထက်ကားတွေပေါ့နော်။ဒီနည်းပညာနဲ့နယ်ပယ်မှာဝတ်တဲ့အင်ဂျင်ဒီဇိုင်းလို့ဗျဒီဇိုင်းဒီဇိုင်းအလေ futuristic တော်တော်လေးဆန်တယ်နော်။အားတို့ရဲ့နောက်ကျော် Okay ဝတ်ကြည့်လိုက်အောင် Wow. So, <laughs> mai yeah. de, mai bây giờ chạy đi, chạy đi, đi đi cả. So, no. Okay, now so bà bà mẹ thật gì à? đi a đi mà. ဲ့ဒီမှာနံပါတ်4နံပါတ်4ပြလာစီစီရဲ့4ဒီနော်ဒါဟုတ်တယ်တည်ကြရတာစီစီကိုသူတို့ inspire ယူပြီးတော့လှုပ်ထားတာအခုနောက်ဆုံးဒီမှာပါလာတော့8ဒီလိုဒီလို8တွေကတော့ဒါ shopping mall တွေမှာခဏခဏတုံးနေရှိတယ်ဗျနော်ဒီ8တုံးတော့ဩနောက်တစ်ခုကလည်း8ပဲ8 8ပေါ်မှာ8ကိုထပ်တာအကျိုးဒါကလည်း8ဒါကတော့ကြောပုတ်8ပေါ်တော့အဲ့လိုပဲပြောပါကြောပုတ်8ကတော့သေးတယ်ဗျ စင်မချေကိုကျွန်တော်လည်းကျွန်တော်လည်းသုံးခုစားလောက်ဆိုဒီကျောပွင့်ပြီးပါပြီဆိုတော့ကျောပွင့်ကအရန်သေးတယ်ဆိုတော့ဒါ main ကလေး site ကလေးလေး site တည်နေကျွန်တော်သုံးလို့မရဘူးဒီအိတ်ကို Okay ဗျာအဲ့တော့ဟုတ်ပါပြီအဲ့တော့ Binance ကအခုဒီနေ့ပေးတဲ့ Merchant Night ပေါ့မှာဆိုလို့ရှိရင်ဒီအိတ်ပါမယ်ပြင်ကျွန်တော်ဒါဈေးသွားလာပေါ့နော်ထည့်လို့ရတဲ့အိတ်တစ်ခုပေါ့နော်အဲ့ပါမယ်အဲဒီမှာ futuristic jacket ဒါတော့အကြိုက်ဆုံးပဲဒီ jacket ကလုံးဝဟိုဘယ်လိုပြောရမလဲကျွန်တော် ဘယ်မှာရှာဝယ်လို့မရမဲ့ဂျက်ကက်ဒီဇိုင်းမျိုးဗျာဒါ Binance ကပဲတီးတဲ့ထုတ်ပေးထားတာဆိုတော့လုံးဝအရန်တည်တာရယ်နော်အင်းအဲ့ဒီမှာကြိတ်ပေါ့အဲဒီကောင်တော့ဒီလိုချိတ်လိုက်ပေါ့ဒါကပို့ပြီးတော့ပို့ပြီးလမ်းအောင်အောင်အဲ့လိုတွားလို့ရတယ်အဲနောက်ဆုံးကတော့ဒီမှာ laptop အိတ်ပါ laptop အိတ်ကတော့တကယ်မှန်ကန်သုံးဝင်ပါပေါ့ဘာကြောင့်လဲဆိုတော့ကိုယ်တိုင်လည်းဒီလိုမျိုး digital nomad ဖြစ်နေတော့အပြင်နေပါရီတွားဒီ laptop အိတ်ကနေပြီးတော့ laptop ကိုထိခိုက်မှုတက်တာပါဗျာဒါကတော့ ကြည့်လိုက်တာနဲ့ထင်းနေရပဲဒါ Binance Brand ဆိုတော့เนาะโอเคဗျာအခုဒါကတော့ Binance ကနေပေးတဲ့ unboxing video ကျွန်တော်လုပ်ပေးတာဖြစ်ပါတယ်နောက်ထပ် video တွေမှာလည်းဘယ်လိုမျိုး unboxing merchandise PC လာမလဲဆိုတာ make sure နဲ့တူတူစောင့်မျှော်ကြည့်ရှုပေးပါအားလုံးကျေးဇူးများတင်ပါတယ်နောက်ပြန်မှာပြန်လည်းဆုံးတွေ့ပါမယ်